This one comes here. This one goes to power. And then I put it on as uh, someone who is on ICU. That's how I sleep. Mr. Aaron is showing us how he was using this machine. Remember, he had a condition of sleep apnea where he would fail to breathe intermittently during his sleep So this is the machine that would aid him to pump a regulated amount of pressured oxygen into his lungs so that he doesn't fail to breathe. You see, when I. မေဆီရောအာဒီတယောက်ယူလာတဲ့ပစ္စည်းတွေကလေရင်လေရင်မောင်းသမားလိုလိုနော်အာကာတရေမူးလိုလိုနော်ဒီအတက်ရှူဆက်ကိုယူလာတာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ လူတွေကနှကောင်းရှိလို့ရှင် အတက်ရှူဝတယ်လို့ထင်ကြတာဖြစ်တယ်ဒါပေမဲ့တချို့လူတွေကအဲ့လိုဖြစ်မနေဘူးပေါ့နော်ဆက်မပါပဲအတက်ရှူလို့မရတဲ့လူတွေရှိနေတာဖြစ်ပါတယ်ဆိုတော့ဒီလူဝေဒနာရှိတဲ့လူကလည်းပဲဆရာ professor ကိုလာတဲ့ခါမှာစွတ်တောင်းခံလာတဲ့ခါမှာသူတို့သုံးဆောင်တဲ့ပစ္စည်းတွေယူလာဖို့လိုတာဖြစ်တယ်ဆရာဝန်ထောက်ခံစာယူဖို့လိုတာဖြစ်တယ်ဆိုတော့ဒီတယောက်ရဲ့အနာရောဂါငင်းချင်းကို မြန်မာလူနားလည်နိုင်ရန်ဘာသာပြမြန်မာတင်ပေးတာဖြစ်ပါတယ်ဆိုတော့ယေရှုခရစ်တော်ကမာသဲမကုလုကာယောဟန်ခရစ်ဝင်ကျမ်း၄ကျမ်းမှာခရစ်တော်ဘုရားတောက်လျှောက်အနာရောဂါငြိမ်းပေးတာကိုကျွန်တော်တွေ့ရတာဖြစ်တယ်ပြီးလို့ရှိရင်သူကတပြည့်တော်တွေကိုဆယ်လွတ်ပြမအနာရောဂါငြိမ်းခွင့်ပေးတာကိုငြိမ်းဖို့အခွင့်ပေးတာကိုတွေ့ရတယ်အဲ့ဒီအခွင့်အာဏာကအခုချိန်ထိရနေတာဖြစ်တဲ့အတွက်ပရိုဖက်ကခန်းနေရှိကိုလာတဲ့ခါမှာ ဒီလိုအတိတ်ဆုပြတနာရှိတဲ့သူကလွတ်မြောက်လာတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အစကနေကြည့်အောင် NHS a gentleman who has got a complication of difficulty in breathing, especially at night. Mr. Aaron Shikongo from Namibia receiving a special prayer for him to be healed. The Lord Jesus Christ is working upon his breathing system. For always, he depends on the machine to breathe for a whole year. The Lord Jesus Christ is healing Mr. Aaron from Namibia in the power of the Holy Spirit. Be healed. The man named Jesus Christ. ယေရှုနာမ၌အဲ့ဒီယောဂကိုနင်းထုတ်နေတာဖြစ်ပါလေ Okay အသက်ရှူသွင်းရှူထုတ်လို့ပါဘယ်လိုနဲ့လဲအရန်ကိုကွာချတာပြီ oh, very light, light. အရန်ကိုပေါ့တယ်ယေရှုဖျားကိုကျေးဇူးတင်တယ်ပရိုဖက်ကယေရှုနာမ၌ဒီအနာရောဂါကိုတေဆောင်လာတဲ့နတ်ဆုကိုနင်ထုတ်ပြတာဖြစ်တယ်ဆိုတော့နတ်ဆုဟာအနာရောဂါကိုတေဆောင်လာတယ်ဆိုတာကတမန်ကျမ်းစာဖတ်တဲ့လူကပဲသိနိုင်တာဖြစ်တယ်ဆိုတော့ဥပယောဘဝုထုအခန်းကြီး အငယ်ခုနှစ်ကိုဖတ်မယ်ဆိုလို့ရှိရင်ယောဘကကောင်းပြကတဲ့ခြေဖျားတိတကူလုံးအနှစင်းဖြစ်ကုန်ဘာဖြစ်ဆိုတော့စာရန်ကလှုပ်ထားတာဆိုတော့ဒီလူကြတော့စာရန်လှုပ်တဲ့အတွက်အတက်ရှူလို့မဝတဲ့ပြဿနာလူကနေ့လယ်မှာအတက်ရှူတဲ့ပုံစံနဲ့ညအတက်ရှူတဲ့ပုံစံမတူဘူးနေ့လယ်မှာကနိုးနေတဲ့အခါမှာနိုးလက်နဲ့အတက်ရှူတာဖြစ်တယ်နိုးလက်နဲ့အတက်ရှူတာနဲ့လူဟာအိပ်ပျော်တဲ့အခါအတက်ရှူတာမတူပါဘူးဆိုတော့ဒီလူဟာ ိတ်ပြောတဲ့အခါမှာအတက်မရှုပဲရက်ရက်သွားတာဖြစ်တယ်တေဖို့ရှိတယ်ဆိုတော့ဒီလူပြတနာကမဖြစ်ဘူးတဲ့လူကမသိပါမယ်ဖြစ်ဘူးတဲ့လူကသိတယ်ဆိုတော့ဆရာဝန်ကတော့ဒီလူကိုမှဖြစ်တယ်ဒါပေမဲ့ prophet ကကြတော့အချင်းနဲ့ဆိုထွက်သွားယေရှုနာမနဲ့အနာရောဂါငြိမ့်စေဆိုမှအမိန်ပေးတော့တွေ့ရတယ်ဆိုတော့ဆရာဝန်ကတော့အဲ့လိုလုပ်လို့မရဘူးဆရာဝန်ကတော့ခုနပြောလို့ဆက်ဒီဆေးတွေယူလာပေးရမှာဖြစ်တယ်ဒါပေမဲ့ prophet ကြတော့ဆေးတွေမယူလာဘူးယေရှုနာမနဲ့ထွက်သွား အနာယောဂငင်းစေယောဂကိုအဲ့လိုနင်းထုတ်တဲ့ခါမှာကြမ္မာချင်းတို့ရောက်တာဖြစ်တယ်။သူဟာယေရှုခရစ်တော်နာမနဲ့အနာယောဂငင်းချင်းတက်တယ်ကိုရတာဖြစ်တဲ့အတွက်တက်တယ်ရပြီးတဲ့သူတိုင်းဟာယေရှုခရစ်တော်ဘုန်းတော်နာမတော်အတွက်တက်တယ်ခံရတာဖြစ်ပါတယ်။ especially while sleeping he took ဒါက2025ရဲ့စက်တင်ဘာလတတိယအပတ်လို့ဘယ်လိုပြောမလဲ ဒုတိယပတတိယပပေါ့နော်လို့ပြောလို့ရတာဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံကမြန်မာပြည်ပွားကရင်လူမျိုး၄ယောက်လဲရောက်သွားတာဖြစ်တယ်အဲဒီမှာရောက်သွားတဲ့ကရင်ကြီးကိုတွေကအညီအမတွေကတို့ကရင်အလံကိုလဲယူလာတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ဘုရားတခင်ကျေးဇူးတော်ချီးမွမ်းတယ်မိမိတို့ပြည်နယ်ရဲ့အဲအလံကိုဘုရားတခင်ရှေ့တော်မှာမှာယူလာခွင့်ရတာကကျေးဇူးတော်တပါဖြစ်ပါတယ်တရားနာယောဂငင်းချင်းကိုမြန်မာလိုဘာသာပြန် တင်ပြတာဖြစ်ပါတယ်မြန်မာလိုနားလည်လွယ်ရန်ဖြစ်ပါတယ် Set free and the following morning he shared his testimony as you can witness My name is uh, Aaron Spongo သူက Aaron ပါ I'm from Namibia Namibia နိုင်ငံကလား Beside me is my lovely wife နှစ်ဘက်မှာရနေတာကျွန်တော်ချစ်ရတော့ကျွန်တော်ဇနီးတယ်ပါဒီဘက်မှာညာဘက်မှာမြင်ရတဲ့လူဖြူအဲ့ဒါကကျွန်တော်ကရင်လူမျိုးဖြစ်ပါတယ်မြန်မာပြည်ပွားဖြစ်ပါတယ် Elias Congo, one of the problems that brought me to the Kakande ministry. Digu Julare Diga Petana Karo. I had a breathing problems. Chono ma ate shure petana shire. Tebe ma nyabe ma kin siyama de tuya ma phide eno wa do emu thuru go tuya ma phi pare. Tharo US alan le yulare, kyin alan le yulare. Phya thakin kaung ji phi ba se. sleeping, I could stop breathing. So tu ga ba pya ta na le so nya ai pyo twa de kha ma de a te shu ra yat twa affected me for some times but it became severe as last year. ဆိုတော့ဒီလိုဝေဒနာရှိတာတော့ကြာပြီဒါပေမဲ့ဆိုးလာတာကမိနစ်တော့ကစပါတယ် around hospitals and clinics ကျွန်တော်ဆေးရုံသွားတယ်ဒီမှာဆရာဝန်စစ်ထားပါတယ် sleep well medical here on the screen we're looking at sleep well medical ကောင်းကောင်းအိပ်ပျော်တဲ့စိတ်ခန့်လို့အတိပ္ပယ်ရှိတယ် It's a medical report that belongs to Mr. Aaron Shikongo. Mr. Aaron Shikongo. This is where he was referred by Dr. T. Marais. Mm. Siawename. His name. complaints of difficulty in breathing, like he's explaining to us. And as indicated in this medical report, the doctors took various studies of him. Sleep study. Daga nya ebioreka senet tain hara pibare. Indicated throughout from which h s i g o d i h risk of o b s t r p i 안대 시대, 유유 안대 시대 뭐 high risk 안대 수수와와 시대 바비로에서 아테슈 란장 빼이대 뼈다나 뼈대 He had this complication of intermittent airflow blockage during sleep with a score of 6 out of 8 소아 디 뼈다나가 အိတ်ပြောတဲ့အခါမှာဖြစ်တာအိတ်မပြောတဲ့အချိန်မှာဖြစ်တာမဟုတ် And because of this obstructive sleep disordered breathing the doctors decided to start him on treatment where they suggested he should have continuous positive ဆိုတော့ဆရာဝန်က CPAP ဆိုတာခုနဆက်အဲ့ဒီဆေးကိုပြောတာဖြစ်ပါတယ်အဲ့ဒီဆက်ကိုအသုံးပြုခိုင်းတာဖြစ်ပါတယ် airway pressure therapy therapy was depending on a machine to breathe during sleep this is the report ညာအိတ်တဲ့ကမအဲ့ဒီဆက်ကိုတတ်ထားဖို့လူတွေလို့ဆရာဝန်စေစာဖြစ်ပါတယ် is an ENT surgeon they recommended me for a machine သူကကျွန်တော်ကိုဆေးသုံးခိုင်းပါတယ်အဲ့ဒီဆက်ကိုကျွန်တော်အသုံးပြုတယ်ဆိုတာကျွန်တော်ပြမယ်ကျွန်တော်အမျိုးသမီးကျွန်တော်ကိုကုညင်လိုက်မယ်ဘာဖြစ်ဆိုအမြဲတမ်းမိမကကုညင်နေကြပါ yeah I connect it like this. ပထမကတော့ set ထဲမှာရင်ချိန်ပါတယ် Swan comes here. ဒီတစ်ခုခုဒီနားမှာထိုးထည့်ပါတယ် This one goes to ဒါကတော့မျိုး listen me plat ထိုးပါတယ် is someone who is on ICU. ဒါကတော့အရေးပေါ်ဆက်ခါမှာဆေလူနာနဲ့တူပါတယ် How he was using this ဒါကြောင့်လေရင်မိုးလိုလိုတိုက်လေရင်မိုးလိုလိုအာကာသရေမိုးလိုလိုဖြစ်တယ်ဆိုတာကိုဆိုတာဖြစ်ပါတယ်။ဒါကသူညအိပ်ပျော်တဲ့ခါမှာဒီဆက်ကိုဒီလိုသုံးဖို့လိုတာဖြစ်ပါတယ်။အဲဒီဆက်ကနေဒီအောက်ဆီဂျင်ကသူ့ရဲ့အဆုတ်ထဲကိုတွန်းထည့်တာဖြစ်ပါတယ်။ Even talking stops there. ဆိုတော့ညအိပ်ဝင်တော့မယ်။ ဒီကောင်းစုကိုဆွပြပြီးဆိုတာနဲ့မိမနဲ့ကျွန်တော်စကားပြောတာအဲ့ဒီမှာပြီးဆုံးပါပြီ so we cannot discuss things အဲ့တော့အေးအပေါ်မှာဒီကောင်းစုနဲ့ဆွထားတာပြတဲ့တော့ဘာမှဆွေးနွေးစရာအကြောင်းမရှိဘူး before we sleep and everything stops there ဆက်ကိုကောင်းမှဆွလိုက်ပြီဆိုတာနဲ့လေမယားကြမှာစကားပြောတာအဲ့ဒီမှာရက်သွားပြီဖြစ်ပါတယ် if i had to go to the toilet for example had to ကျွန်တော်အင်တာတက်ချင်လို့ရှိရင်တော့ဒီနားလက်မှာဆွတ်ဖြုတ်လိုက်တယ်ဒါပေမဲ့ဟိုတစ်ခုကတော့ခေါင်းမှာဒီတိုင်းဆွတ်ထားတယ်အဲအင်တာတက်ပြီးရင် ပြန်ပြမဒီပိုက်ကိုထိုးထည့်တယ်ဒါမလွယ်ပါဘူး for me and for my wife ကျွန်တော်အတွက်ရောကျွန်တော်မိမအတွက်ရောဒါကအဆင်မပြေဘူးဘာဖြစ်ဆိုတော့ဒီဆက်ကကျွန်တော်ရဲ့ဒုတိယမိမနဲ့တူနေပါတယ် on Saturday, I was uh, lucky to be on the ma, prayer ride. Sutown Lai Ma Wing Kuyabare, the man of God, Prophet Kalapima, Prophet Samuel Kakande, Prophet Samuel Kakande, ga, prayed for me. Jono go Sutown paper, Prophet Sutown Sema, Jono Kanzayare, something heavy was removed from me. လေးလံသောအရာတစ်ခုကျွန်တော်ထက်ကထွက်သွားတာခံစားရတယ် that was in me inside me the dehydration because i was always very thirsty no matter how much i drink water that dryness that dehydration has gone ဆိုတော့ဒီမှာတို့လက်ထုတ်ကြည့်တာနောက်မှနားထောင်ရအောင်သူကဘယ်လိုဖြစ်လဲဆိုလို့ရှိရင်တဲ့ဒီဂျိုင်းကင်းကနဲ့မာသူကြတော့တဲ့အချိန်မှာတဲ့သူ့ထဲကအင်မတန်လေးလံတဲ့တခုထွက်သွားတာကိုသူခံစားရတယ်အဲ့ဒါ ူ့ကိုအနိုင်ကျင့်တဲ့နတ်ဆူဖြစ်ပါတယ်အဲ့ဒီထွက်သွားတာနဲ့ဘာဖြစ်လာလဲဆိုတော့ဒီအရင်တော့ကဆိုလို့ချင်းသူရေဘလောက်ပဲတောက်တော့ရေစားတာကိုခံစားတယ်တဲ့ဒါပေမဲ့ဒီနတ်ဆူကိုနှင်ထုတ်လိုက်တာနဲ့ဒီရေစားတဲ့ဟာက လုံးဝအဲ့လိုရေအခုခန္ဓာကရေတောင်းတဲ့လက္ခဏာလုံးဝမခံစားရတော့ဘူးတဲ့ after the prayers when i went to sleep so တောင်းပြတော့ညညကျွန်တော်အဲ့ရအဲ့တဲ့ခါ အယံကိုကောင်းပါတယ် wonderful for the first time ဘတ်မဆောချင် in all those months that i was given a machine အဲ့ဒီဆက်တက်တဲ့နေ့ကစပြီးဆက်မပါပဲအိတ်တာကောင်းကောင်းအိတ်လို့ရတယ်ကလေးလေးလို့မွေးကင်းစကလေးလို့ကျွန်တော်အိတ်လို့ရသွားပါတယ် amen amen ဆိုတော့ကျွန်တော်တို့လူတွေကအေးရတဲမှာထိုးချလိုက်တယ်အေးဝါဝါအေးရတယ် ြန်နိုးလာတယ်ကြမ်းကြမ်းမှာထထသွားတယ်ဘာမှပြဿနာမရှိဘူးဒါမဲ့ဒီလူလူတွေကြတော့အဲ့လိုမရဘူးလေဒီဆက်မပါပဲအဲ့လိုမရဘူးအေးမဝဘူးကိုခန္ဓာကထွန်းထွန်းထိုင်းထိုင်းဖြစ်တယ်ဆိုတော့အခုသူကဒီဆက်မပါပဲသူအိပ်ရတဲ့အခါမှာသူအရန်ကိုဝမ်းမြောက်တာဖြစ်ပါတယ်လို့ My name is Hilia Nambosh Kongo from Namibia. Tomaye name. Ta. Tomaye mi ta ba. Yes. ပရောဖက်ပြောတဲ့အရာမိအမျိုးသားပြောတဲ့အရာမှန်တယ်ဒီဒီဆက်ကိုညအမျိုးသားအဲ့တိုင်းမှာအသုံးပြုပါတယ်ဒီဆက်ကိုမရခင်မှာ while we are sleeping he's a person who snores sometimes you could ဒီဆက်ကိုမသုံးခင်မှာဆိုလို့ရှိရင်ကျမအမျိုးသားအဲ့တဲ့အခါမှာဟောက်တာကိုကြားပါတယ် wake up and just discover that he is so quiet and then ပြီးလို့ရှိရင်အဲ့ဒီဆက်မတက်ခင်မှာဆိုလို့ရှိရင်တခါတည်းညနိုးလာလို့ရှိရင်ယောက်ျားအသက်ရှူတာမကြရတော့ဘူးတဲ့ You have to tap him and say wake up what's happening အဲ့တော့အသက်ရှူတာမကြတဲ့အခါဟေးယောက်ျားယောက်ျားဘယ်လိုနေလဲဒီမှာနိုးပေးရပါတယ် Because you could also feel that he's not breathing ဘာဖြစ်လို့လဲဆိုတော့ယောက်ျားအသက်ရှူတာမကြရပဲဖြစ်သွားတယ်ပါ when he will wake up he will start shaking ဒါပေမဲ့ကျွန်မနိုးပိတ်လိုက်ပြီဆိုလို့ရှိရင်ယောက်ျားကဆက်ပြီးမှတုံတုံချစ်ချစ်ဖြစ်လာတယ်။ To see that there was a serious obstruction ။ဘာဖြစ်လို့ဆိုတော့အတက်ရှူဖို့ကိစ္စကိုအဲဒီအတက်ရှူလမ်းကြောင်းမှာတစုံတစ်ခုကဟန်တားတယ်လို့မြင်ရတယ်။ Is a wave. So it scared me sometimes. အဲ့ဒါကြောင့်ဒီကိစ္စကကျွန်မကိုကြောက်ကြောက်ရွံ့စေပါတယ်။ Because you could think what about tomorrow? Maybe one day I will wake up and you will see a person is gone. စိတ်ထဲမှာဘလို့ခံစားလဲဆိုတော့ဒီယောက်ျားကဒီလိုပုံစံနဲ့ဆင်တော့တမက်နဲ့တခုတော့တမက်နဲ့မှာကျမနိုးတဲ့အခါဒီယောက်ျားကလူအသေးကောင်ဖြစ်တော့နိုင်တယ်လို့စိတ်ထဲမှာစိုးရိမ်မိပါတယ် So it was not a good experience ဒါကြောင့်အဲ့ဒီအတွေ့အကြုံကကောင်းတော့အတွေ့အကြုံမဟုတ်ပါ And now while using the machine you are beside him he is putting on the machine no more talking you know as married couple သောဒီဆက်မတုံးခင်မှာတော့အခုနလိုအခုဆက်တုံးတဲ့အခါမှာကြာတော့ဘယ်လိုဖြစ်လဲဆိုတော့ဆက်ကိုတက်လိုက်တာနဲ့ယောက်ျားနဲ့စကားပြောလို့မရတော့ဖြစ်သွားတယ်ဆိုတော့လင်မယားကစကားပြောလို့မရတော့ဖြစ်သွားတယ် he have to sleep on on one side because he cannot obstruct the machine also it helps him to breathe ။ဆိုတော့ညာအိယာဝင်ခဝင်တဲ့ခါမှာယောက်ျားကဒီဆက်ကိုတက်ပြီးမှဟိုဘက်ကိုလှည့်ပြီးမှအိတ်တယ်။မိန်းမဘက်ကိုလှည့်ပြီးမှမအိတ်ဘူး။ So it was not an easy thing but ဆိုတော့ယောက်ျားကတော့ကိုအိယာမှာတော့ရှိတယ်ဒါပေမဲ့ယောက်ျားမျက်နှာကိုဘက်ကိုမလှည့်လှည့်ခွင့်မရဘူး။အဲ့ဒါလည်းမလွယ်ပါဘူး။ Thank God after the prayer people of God um ဒါပေမဲ့ဖျားကအရင်ဂျေဇုတင်တယ်ဆွတောင်းခံပြီးတဲ့နောက်မှာ telling you he sleeps no more they breathe ယောက်ျားကပုံမှန်အိပ်သွားပါတယ် is normal no သူအတက်ရှူတာလဲပုံမှန်ဖြစ်သွားပါတယ် snoring his နောက်တစ်ခါဟိုမျိုးဟောက်တာလဲမကြတော့ဘူး like a baby and he ကလေးလေးလို့မကင်းစားကလေးလို့အိပ်ပျော်သွားတာကိုတွေ့ရတယ် and 10 during the night 10ညာဆိုလို့ရှင်ဟိုဘက်လေးလို့ရတယ်မိမဘက်ကိုလေ့လာလို့ရတယ် meet him the other side before he only sleeps on one side အရင်တော့ တဖက်ပဲလေးပြီးမှအိတ်လို့ရပါတယ် because of the machine ဆက်ကိုတတ်ထားတဲ့အတွက်ယေရှုဖျားကျေးဇူးတင်လိုက်တာတကယ်ယေရှုခရစ်တော်အနာရောဂါငြိမ်းပေးတာကိုတက်တက်ခံကြတာဖြစ်ပါတယ်ပရိုဖက်ဘုရားတခင်ပရိုဖက်ဆွတ်တောင်းပေးတဲ့အတွက်ကျမမြို့တော်ဆွတ်တောင်းတဲ့အတွက်အခုမှမြို့တော်လွတ်မြောက်သွားတာယေရှုကသူ့ပဲကျေးဇူးတင်ပါတယ် if you come across a situation that is beyond your control ကိုတော့သူအပေးစကားပြောမှ ဖြစ်ပါတယ်ခုမှကြုံနေတဲ့ပြဿနာကကိုကိုတိုင်းထိမ့်လို့တိမ့်လို့မရတော့ဘူးဆိုတဲ့အခါမှာ not has state to come to the kakande ministry ဒီဖျားချောင်းကို လာဖို့သူအကြံပြုပါတယ် the solution is here ဒီမှာအဖြစ်ရှိပါတယ်ဖုတောင်းပေးတဲ့အခါမှာပိဿတပြားမှာပေးစရာမလိုပါဘူး Finally, နောက်ဆုံးမှာ so I have to thank the Lord Jesus Christ. ယေရှုဖျားကိုကျွန်တော်ကျေးဇူးတင်ပါတယ်။ For healing me. အနာရောဂါငြိမ်းပေးတဲ့အတွက်။ And I have to thank my prophet. ကျွန်တော်ရဲ့ prophet the servant of God. ဖျားတခင်ရဲ့အစခံဆာမွေကကန်တဲ့ကိုကျွန်တော်ဆုတောင်းပေးတဲ့ကျေးဇူးတင်ပါတယ်။ will never I will never ever use that machine အဲ့ဒီဆုံငါနောက်တစ်ခါဘယ်တော့မှမသုံးတော့ဘူးဘယ်တော့မှမသုံးတော့ငါငါစမ်းမှာတော့ပြီတကရောတို့နမီးဘီယာလို့ပြောတာ ဖြစ်ပါတယ်အနာယောဂငြိမ်းသွားတဲ့အခါအင်္ဂလိပ်လိုပြောတဲ့အခါအင်္ဂလိပ်စကားပြောပြီးကြားမှာဖြစ်တယ်ဒါပေမဲ့နမီးဘီယာနိုင်ငံမှာရှိတဲ့အင်္ဂလိပ်စကားမပြောနိုင်တဲ့သူတွေအတွက်တို့ကနမီးဘီယာဘာသာစကားနဲ့ပြောတဲ့အခါမှာ သူတို့တိုင်းပြည်အလို့အကလုံးနားလည်မှာဖြစ်ပါတယ်ယေရှုဖျားကိုကျေးဇူးတင်ပါတယ်ဖျားရကလည်းကြောစာကောင်းကြီးပေးပါစေခင်ဗျာဒီနေ့မှလည်းပဲကျွန်တော်တို့ကရင်လူမျိုးတွေဒီထက်မှာပါဝင်ခွင့်ရတာဖြစ်တယ်ဒီအနာရောဂါငင်းချင်းတွေ့ခွင့်ရတယ်တက်တဲ့ခံချင်းကိုလည်းတို့တို့မြင်ခွင့်ကြားခွင့်ရတာဖြစ်တယ် အလံကိုမိမိပီနေရအလုံးအလံပါယူသွားကြတာကိုတွေ့ရတာဖြစ်ပါတယ်ဖျက်ခင်ကောင်းမြတ်ပါတယ်ဖျက်ခင်အလုံးကျော်ဆောက်ကောင်းချစ်ပေးပါစေ